ဟုတ်ကဲ့ကျွန်တော်ညီကိုမောင်နှမများအားလုံးပဲတော်လန်ညကြံလေးပါခင်ဗျာမေလ7ရက်နေ့ရဲ့တဏိတာစစ်ရေးသတင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးမကွေးတိုင်းကသတင်းကောင်းလေးကတော့ရစကြုံမျိုးခလာရ256 259 256တက်မှစကားစားတက်တာတွေစစ်ကြောင်းထိုးလာစဉ်ကြားဖြတ်တက်ခိုက်ခဲ့ရမှာတော့အရာစီတူအပါဝင်စကားစားတက်တာ28ဦးတေခဲ့တဲ့အပြင်ကမှအယောက်30နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းစောက်တန်း WSO PDF မှာဒီကနေ့မေလ7ရက်နေ့မှာသတင်းထုတ်ပြန်လာပါတယ် မေလ9ရက်နေ့မနက်9:00နာရီခန့်အချိန်စင်ချောင်းပြည်သူ့စစ်ကျေးရွာမှထွက်လာတဲ့ရေစကြိုမျိုးခန့်လိုက်ရ256 259 25 6တက်မှအကြံဘတ်စစ်ကောင်စီစစ်ကြောင်းဟာစမ်းသစ်ကျေးရွာကိုအင်အား100နီးပါးတစားကန်ပြည်သူ9ဦးလုံးနဲ့အတူဦးတီစစ်ကြောင်းထိုးလာစဉ်စမ်းသစ်ကျေးရွာမြောက်ဘက်တနေရာမှာမနက်ခင်9:00နာရီမိနစ်20ခန့်အချိန်စောက်တန်းဝဲဆို PDF နက်မီကြောင်စစ်စင်ရေတို့ဦးစီးဆောင်ရွက်ကစောက်တန်းလိုကဲတပ်ပေါင်းစု BNR အဖွဲ့တို့မှကြားပြတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်တက်ပွဲကြကြရင်တနင်္လာနေ့မိနစ်20ခန့်ကြာမြင့်ခဲ့ပြီတဲ့နော် စက္ကစကင်းထောက် drone စီးကိုပစ်ချနိုင်ခဲ့ကအရာစီတအူးအပါဝင် စက္ကစတက်တာ28ဦးတိခဲတဲ့အပြင်ကမှအယောက်30နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။တော်လန်ရဲဘော်တွေကတပ်ဘွဲကိုအသာစီးပုံဖော်နိုင်ခဲ့ပြီးတပ်ဘွဲအတွင်ဆောက်တန်းဝိုင်းအစို PDM မှာရဲဘော်တူတမ်းပြီအတွက်မြင်းမြတ်စွာအသက်ပေးလို့သွားခဲ့ရက10ဦးမစိုးရင်ရထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဒုတိယကျွန်တော်တို့ကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်ဒေါနာတောင်နှံအစီချံနော်တရာတောင်ကြီးမှာစီးတဲ့တာလဲဘျူဟာစခန်းကိုခရင်ယူကတက်ခိုက်ရာမှာတော့စခန်းမကြဖို့စစ်ကောင်စီတပ်ကလေကြောင်းပစ်ကူတုံးပြီးခုခံနေရတဲ့ဆိုတဲ့သတင်းလေးကိုတင်ပြပေးချင်ပါတယ်။ဖအံခရိုင်လှိုင်းပွဲမြို့နယ်ပိုင်ကြုံမြို့တမဟာခုနှစ်ရဲ့စစ်ရေးလှုပ်ရှားနေမိတဲ့ကတာလဲကျေးရွာအနီးမှာစီးတဲ့ဘျူဟာစခန်းကိုခရင်အမျိုးသားအစီယုံခရင်ယူလက်အောက်ခံခရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ခရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့ကမေလ9ရက်နေ့မှာစတင်တက်ခတ်ခဲ့ကြောင်းသိရပါတယ်။ ထိုင်းမြန်မာနယ်စပ်အနီးကတခေါ်ဘီခွီစခန်းကိုတင်ယူလိုက်တဲ့နေ့မှာပဲညပိုင်းအရောက်မှာတာလဲဘျူဟာစခန်းကိုခရင်ယူကတပါတဲ့တိုက်ခိုက်နေတာဖြစ်ပါတယ်။တာလဲဘျူဟာစခန်းဆိုတာကတော့အဲ့ဒီဒေသအတွင်းမှာအကြီးဆုံးစခန်းလည်းဖြစ်ပါတယ်။အဲ့ဒီစခန်းကိုခရင်ယူကဝန်းရံပိတ်ဆို့ထားပြီးစစ်ကောင်စီတပ်ဘက်ကလည်းနေစဉ်နှီးပါလေးချောင်းကနေပြစ်ကူပေးပြီးတိုက်ခိုက်နေတယ်လို့ခရင်စစ်ရေးသတင်းမြစ်တွေကပြောဆိုထားပါတယ်။ဘုံကျဲတက်ခတ်မှုနဲ့တက်ပွဲတွေကြောင့်တာလေကျွရဒေသခံပြည်သူတွေကရွာလုံးကျွနီဘာထိုင်းဘတ်ချန်တို့ထွက်ပြေးတိမ်းဆောင်နေကြရတယ်လို့သိရပါဗျ။ လိုင်ပွဲမျိုးနဲ့ဒေါနာတောင်တန်းအစစ်ချန်းကထမ်းမြမနေဆက်တဆောက်မှာတက်ဆွဲထားတဲ့အကြံပတ်စစ်ကောင်စီတက်စခန်းတွေကို KNU ကတက်ခိုက်သိမ်းယူနေတာဖြစ်ပြီးအခုနှစ်အတွင်းမှာပူလူတူခလဲ့တဲ့မော်ဖာတူတခေါ်ဘီခွီစခန်းတွေကိုသိမ်းယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။အဲ့ဒီဒေတာမှာတာလဲဗျူဟာစခန်းအပါဝင်မော်ဖိုကေမဲလာနဲ့နော်တရာတောင်စခန်းတို့ကျန်စီနေသေးကြောင်းလည်းသိရပါတယ်။ တတိယသတင်းကောင်းလေးတပုတ်ကလည်းဘကူတိုင်းမင်းလာမြို့နယ်စံပုတ်ရွာမှာအထိုင်ချတက်ဆွဲထားတဲ့အကြံပတ်စစ်ကောင်စီတပ်စခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာတော့စကားစတက်တာတဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးချင်ပါတယ်။မေလ6ရက်နေ့ည9:00နာရီခန့်မှာမင်းလာမြို့နယ်အပိုင်းဘကူယုံမှာအဆက်မှာရှိတဲ့စံပုတ်ရွာမှာအထိုင်ချတက်ဆွဲထားတဲ့အကြံပတ်စစ်ကောင်စီတပ်စခန်းကိုတာယာဝတီခရိုင်တပ်ရင်33ရက်နေ့တက်ခွဲ3မှာပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ အဲ့ဒီလိုပိတ်ဆို့တက်ခတ်မှုအတွင်းလက်နက်ကြီးလက်နက်ငယ်များနဲ့၆နိုင်ခန့်ကြာအပြန်အလှန်ပစ်ခတ်တက်ခတ်ခဲ့ပြီးအကြံဘတ်စစ်ကောင်စီတပ်သား၃ဦးသေဆုံးခဲ့ကာ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနဲ့တပ်ဖွဲ့ဖြစ်ပေါ်ရာအနီးအနားကိုလည်းခလာရတစ်တက်ရင်မှအကြံဘတ်စစ်ကောင်စီတပ်သားတွေကလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့ပြီးကျုံကုန်းရွာမှာနေအိမ်တလုံးကိုလည်းမီးစိုးဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။အဲ့ဒီလိုတပ်ဖွဲ့ဖြစ်ပေါ်ပြီးတဲ့နောက်အကြံဘတ်စစ်ကောင်စီတပ်သားတွေကထပ်မံတက်ခတ်ခံရမှာကိုစိုးရိမ်ပြီးစခန်းအပြင်ဘက်သို့မထွက်ရဲတော့ပဲစစ်ကူခေါ်ပြီးတော့မေလ၁၀ရက်နေ့ညနေပိုင်းမှာ ဟောက6စီနဲ့အကြံပတ်စစ်ကောင်စီတပ်သားတွေထပ်မံရောက်ရှိလာပြီးစခန်းမှာရှိတဲ့ပစ္စည်းတွေကိုတိုက်ဆောင်ကည7:00နာရီခန့်အချိန်မှာစခန်းစွန့်ကတက်ဆုပ်သွားကြောင်းသိရပါတယ်။အဆိုပါအကြံပတ်စစ်ကောင်စီတပ်သားတွေအားလုံးစခန်းစွန့်ကထွက်ပြေးသွားတဲ့အတွက်ကြောင့်မေလ10ရက်နေ့မနက်9:00နာရီခန့်အချိန်မှာတော့ကျွန်တော်တော်လိုင်းရဲဘော်တွေကစခန်းတစ်ခုလုံးကိုမီးဆို့ဆင်းလင်းခဲ့ကြောင်းသိရပါတယ်။ဆက်ပြီးတော့မြင်းကြံခရိုင်ထဲကပြူစောတိရွာကိုဒရုန်းနဲ့ဘုံကျဲတိုက်ခတ်ခဲ့ပြီးအကြံပတ်စစ်ကောင်စီတပ်သား9ဦးတိုက်ဆုံခဲ့တယ်ဆိုတဲ့သတင်းလေးကိုတင်ပြပေးချင်ပါတယ်။ ပြီးခဲ့တဲ့မေလ10ရက်နေ့မှာမန္တလေးတိုင်းမြင်းကျန်ခရိုင်ဆုံရွာပြူစောတိရွာမှာစစ်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနားတဲ့နေရာတွေနဲ့ဂျမ်ဘာဆက်စစ်တဲ့နေရာတွေကိုအလင်းငတ်ဒရုန်းပုံးသီးတွေနဲ့နှစ်ကြိမ်အပြင်လက်နက်ကြီးတွေနဲ့ပါအဆက်မပြတ်ကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးသေဆုံးခဲ့ပြီးဒဏ်ရာရသူတွေလည်းစီးခဲ့ကြောင်းသိရပါဗျ။နောက်ထပ်လည်းစစ်ကောင်စီတပ်သား2ဦး KNL ထံကိုလက်နက်ကြအလင်းဝင်လာတဲ့ဆိုတဲ့သတင်းလေးကိုတင်ပြပေးချင်ပါတယ်။ဘကုတိုင်းမုံမြို့နယ်ကစစ်ကောင်စီတပ်သားတအူးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ထံကို လက်နက်ချအလင်းဝင်ရောက်ခဲ့တယ်လို့ကရင်အမျိုးသားအစည်းအရုံးခရင်ယူဗိုလ်ဟိုကမေလ12ရက်နေ့မှာထုတ်ပြန်လာပါတယ်။အကြံဖက်စစ်ကောင်စီရဲ့အမှတ်၄၃ကိုချင်းမြန်တက်ရင်ကတက်တာတက်အောင်ဟာ MA 11တနက်တလက်ကြီပေါက်၃ခုကြီအတောက်တရာတို့နဲ့အတူခေနန်လီတက်ရင်စစ်တပ်လက်နက်ချအလင်းဝင်ရောက်ခဲ့ပြီးအဲ့ဒီတက်တာတက်အောင်ဟာအရင်က YBS ကားမောင်းတမတအူဖြစ်ပြီးသူ့ရဲ့ဆန္ဒမပါပဲစစ်မှုထမ်းဖို့မတရားဖမ်းဆီးစီခိုင်းခံရသူဖြစ်တယ်လို့ဆိုထားပါတယ်။ အလင်းဝင်လာတဲ့တပ်သားတပ်အောင်ကို KNU မုံမြို့နယ်နဲ့ခင်းလန်လီတပ်ရင်စစ်ကစုငွေကျပ်၁၀သိန်းချီးမြှင့်ပေးအပ်ခဲ့ပြီးကျန်နေသေးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ကလည်းအလင်းဝင်ရောက်လာကြဖို့ KNU ကထပ်မံတိုက်တွန်းထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့အချက်အလက်တွေအရအာဏာသိမ်းကာလအတွင်းစစ်ကောင်စီတပ်သားနဲ့ရဲတပ်ဖွဲ့ဝင်အယောက်၁၆၀၀၀တက်မနဲ့ပြည်သူရင်ခွင်ခုလုံထားတယ်လို့လည်းသိရပါတယ်။ နောက်ထပ်အချမ်းဘတ်စစ်ကောင်စီတပ်တွင်ထဲမှာစစ်မှုတန်တပ်သားတဲ့တွေကိုအသေးခံခိုင်းရုံတွေမကပဲအစီကံအဖြစ်ပါခိုင်းစီနေကြတဲ့ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးချင်ပါတယ်။စစ်ကောင်စီတပ်ကစစ်မှုတန်တပ်သားတဲ့တွေကိုလူသားတန်းကအဖြစ်အသေးခံခိုင်းနေတယ်လို့စစ်တပ်အတွင်းမှာစီးတဲ့အောက်ခြေသိမ်းအလုံးအမှန်သမျှကိုလည်းခိုင်းကျင်တယ်လို့ခိုင်းနေကြောင်းစစ်ကောင်စီရဲ့မွန်ပြည်နယ်အစိုးရအဖွဲ့အယုံနဲ့နှိစက်သူတဦးထံမှသိရပါတယ်။စစ်မှုတန်တင်နန်းစင်တပ်သားတဲ့တွေကိုစစ်ကောင်စီတပ်တွေကမင်းအောင်လိုက်တပ်သားတွေကလုံးဝအယုံကြည်မရှိကြပါဘူး။အပြန်အလှန်အားဖြင့်လည်းမယုံကြပါဘူး။ အခုနောက်ပိုင်းစစ်မှုထမ်းတင်းသန်းစင်တက်တာတဲ့အလင်းဝင်တာတွေများလာတော့ပို့ပြီးတော့မယုံကြတော့ပါဘူးတက်တာတဲ့ကိုလည်းပို့ပြီးတော့နှိမ်လာတယ်တခုစီတာကစစ်တပ်တွေကလူဟောင်းစစ်သားတွေထဲမှာမင်းအောင်လိုက်တက်တာနဲ့စစ်တပ်ကိုစိတ်ပြတ်နေတဲ့စစ်သားဆိုပြီးကွဲပြားသေးပါတယ်ဆိုပြီးတော့စစ်တပ်နဲ့နှိစက်သူကဆက်ပြီးပြောဆိုထားပါတယ်သူတို့စစ်သားဟောင်းတွေက PDF တွေထောင်ထားတဲ့မိုင်းကိုထိမှကြောက်ကြတော့စစ်မှုထမ်းတင်းနှင်းတက်တာတဲ့တွေကိုအစေကနေလူသားတိုင်းကပုံစံမျိုးနဲ့တွားခိုင်းတယ် ပြီးတော့စစ်မှုထမ်းတင်းနှင်းစင်တက်တာအတွက်တွေကိုတနက်ပေးမကင်ဓာရီလဲစီလာတယ်လို့မွန်ပြည်နယ်ပကပဒုတာဝန်ခံစောထူးအောင်ကလည်းပြောပြထားပါတယ်။မွန်ပြည်နယ်တထုံမြို့ပေါ်မှာကားများနဲ့ကင်းလှည့်နေတဲ့စစ်သားအချို့တနက်မကင်ထားသည့်ကိုတွေ့နေရတယ်လို့ပေါင်မြို့နယ်ဆင်ရွာရေတကွန်အနီးစစ်တပ်ကိမ်းမှာရှိတဲ့စစ်မှုထမ်းတက်တာအတွက်တွေကိုတနက်ပေးမကင်တော့ကြောင်းဆိုထားပါတယ်။ပြီးခဲ့တဲ့လေးလဝန်းကျင်မှာစတင်ပြီးတော့စစ်မှုထမ်းတပ်သားတဲတွေကိုကင်းဆောက်တဲ့အချိန်မှာတနက်မပေးထားတော့ကြောင်းအလင်းဝင်စစ်သားနဲ့တက်တွင်တည်င်းမြေအချို့ထံကသိရတယ်လို့ တထုံမျိုးပြအထူးပြောက်ကြားတက်ဖွဲ့တောင်းကန်ရဲဘော်တုံညာကလည်းပြောဆိုထားပါတယ်။ဟုတ်ကဲ့ပါမေလ7ရက်နေ့ရက်တနေ့တာစစ်ရေးသတင်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။အားပေးကြတဲ့ကျွန်တော်ညီကိုမောင်နှမတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်စီပါတယ်။နောက်ဗီဒီယိုမှာနောက်သတင်းကောင်းတွေနဲ့ပြန်လည်ပြီးတော့တက်လာခဲ့ပါဦးမယ်။အားလုံးပဲကျမ်းမာပေးကင်းကြပါသူများ။